thank you မင်္ဂလာပါရှင်မန္တလေးခရစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်တပ်ခေါင်းဆောင်များကိုဆဲဆုံမှုနဲ့ဖမ်းဆီးခံထားတဲ့စစ်လော်ဘီစော်ပုံးဟင်းကိုအလဲပိုင်းနိုင်စစ်ဌာနချုပ်မှစစ်ထောက်လမ်းကြီးများကစစ်ကြောရေးစခန်းကိုခေါ်ဆောင်စစ်ကြောနေပြီးအခြေအနေစိုးရတဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ထောက်လမ်းကြီးများကစစ်တပ်ခေါင်းဆောင်တွေကိုဆဲဆုံမှုနဲ့ဖမ်းဆီးခံထားတဲ့စစ်လော်ဘီစော်ပုံးဟင်းကိုအလဲပိုင်းနိုင်စစ်ဌာနချုပ်မှစစ်ထောက်လမ်းကြီးများကစစ်ကြောရေးစခန်းကိုခေါ်ဆောင်ပြီးစစ်ကြောနေကြောင်းပြည်ဦးနယ်အခြေဆိုင်ရှဲသတင်းရှင်းမြစ်တွေကပြောပါရယ်စွန်လ၂ရက်နေ့နေ့လယ်တနင်္လာ ီကျော်အချိန်ပြည်ဦးလွင်မှာနေထိုင်နေစစ်လော်ပြီးစော်ပွင့်ကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်းအဲ့ဒီလိုဖမ်းဆီးပြီးရနောက်အလဲပိုင်းလိုက်စစ်ဌာနကျောင်းမှာစစ်တပ်ထောင်လိုင်းကစော်ပွင့်ကိုစစ်ကြောရေးစခန်းကိုခေါ်ဆောင်သွားပြီးမိမျက်နေကြောင်းစစ်တပ်ခေါင်းဆောင်တွေကိုဆဲဆုံမှုနောက်ကမှမြည်တိရွေချက်ရှိပါတယ်လဲဆိုတဲ့အချက်ကိုစစ်ကြောမိမျက်နေခြင်းဖြစ်ကြောင်းသိရပါတယ် ဖမ်းပြီးတော့တခါတည်းစစ်ကြောရေးကိုခေါ်တာသိရတယ်။ဇော်လာနေရနေကလေးကစစ်ကြောရေးကိုတန်းခေါ်သွားတာအခုချိန်ထိရဲစခန်းကိုမရောက်လာသေးဘူး။စစ်ကြောရေးလုံနေရလို့သိရတယ်။စစ်ကြောရေးစခန်းဆိုတော့ခက်တန်းတန်းတော့ဖြတ်တန်းရနိုင်တယ်လို့ပြည်ဦးလွင်ရှဲတရင်ရင်မြစ်တွေကဆိုပါတယ်။ကံကောင်းခြင်းဖြစ်ကြောင့်မဘာသာနဲ့အမျိုးသားရေးအစုံရဖုံကြီးပေါ့ကိုတော်ကတော့ဇော်ဖုံကြီးကိုစစ်တပ်ကဖမ်းဆီးမှုကဇော်ဖုံကြီးအတွက်အပြစ်မှနေထိုင်ပါက PDF ဖမ်းဆီးတပ်ဖြတ်ခံရလို့သိသွားနိုင်ကြောင်းအခုလို့စစ်တပ်ကဖမ်းဆီးထောင်ချခြင်းကြောင့်ထောင်ထဲမှာ AC စွာဖြတ်တန်းနိုင်တော့မှဖြစ်ပြီးကံကောင်းသွားခြင်းဖြစ်ကြောင့်သူရဲ့ Telegram ဂရမ်မှာတဆင့်ဖန်ဆီးထောင်ကြခြင်းကြောင့် စေရာရှိများကိုဆဲဆိုတဲ့အတွက်ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တစ်တောင်ပိုင်းမြို့နယ်ရဲစခန်းမှာပါဆောင်အမှတ်358မြင်းဆောင်2025ဆက်သွယ်ဥပဒေပုံမှ66ကကြီးနဲ့မဘာသာနဲ့စစ်တပ်ထောက်ခံသူတော်မမိုးခိုင်ကစော်ဖုံးအင်းကိုမေလ9ရက်နေ့မှာအမှုဖွင့်ထားပြီးအဲ့ဒီအမှုအတွက်လည်းရန်ကုန်မှာအမှုရင်ဆိုင်ရမှာဖြစ်ကြောင်းသိရပါတယ်။စစ်လော်ဘီစော်ဖုံးအင်းကိုဖမ်းဆီးဖို့အဓိကလှုံ့ဆော်ခဲ့သူတွေမှာစစ်တပ်လော်ဘီဟန်ညင်းဦးကဥစားပါဝင်ခဲ့တဲ့အတွက်မဘာသာနဲ့စစ်တပ်ထောက်ခံသူတချို့ကဟန်ညင်းဦးကိုတစ္ဆက်ဖောက်တော်ဦးဖြစ်ကင်မွန်းတက်ထားကြကစစ်တပ်ထောက်ခံသူများမှာအုပ် စုကွယ်သူများဖြစ်ပေါ်လာကြောင်းမဘာသာဖွဲ့ဝင်တချို့ကသတင်းဌာနကိုပြောပါရယ် ကိုဇော်ဘုံကတက်မတော်အတွက်ကောင်းဖို့သူပြောတာသူကပင်မစားဘူးဟန်ငင်းဦးဘာညွန်မိုင်းဝေကိုတက်ကြော်စွာကိုနင်းမောင်လို့ဆိုတာတအုပ်စုရင်အခုမပူတူမဟာသွေးလောင်လွတ်ပါမလားစိုးရင်နေရတဲ့ဒီလူတွေကတက်မတော်ကိုကြောက်တဲ့ဆွဲချသူတွေရှေးမှာဦးတင့်လွင်လှုပ်ကြံတက်ဖြတ်ခံရတာတော့ဒီလူတွေစနက်မကင်းဘူးလို့ကျွန်တော်တို့ကြားမှာတွက်ဆနေရပြီလို့ရန်ကုန်မှာမဘာသာဖွဲ့ဝင်တအုပ်ကသတင်းဌာနကိုပြောပါရယ်စစ်တပ်လော်ဘီဟန်ငင်းဦးကတော့ဇော်ဘုံဖန်ဆီးခံရမှုပေါ်ကန့်ကွက်သူတွေကစစ်တပ်ကိုတော်လန်ပုံကံဖြုတ်ချဖို့ကြံစီနေတဲ့ပူသက်တရှိုးတွေဖြစ်ပြီးဇော်ဘုံဘက်ဇော် ော်တာမန်သမ ्या ဖန်ဆီးရမယ်လို့သူရဲ့လူမှုကွန်ရက် Telegram မှာတဆင်လှုံ့ဆော်ထားပါတယ်လက်ရှိတက်မတော်ဆိုရာကိုအယုံကြည်မင်းအောင်အထက်အောက်သွေးကွင်းအောင် လုပ်ပြီးတပုံဆိုတာပုံကံဖြုတ်ချဖို့ထိပါကြံစီတဲ့ပူသက်တရှုကောင်ရဲ့ကြံရပါအပေါင်းပါတဲ့တိုက်ကိုလည်းတခါတည်းရှင်းထုတ်ရမယ်အချိန်ကောင်းမယ်နော်ဘသူတွေကြံရပါလဲဆိုတာတကူးတကလိုက်ရှာနေစရာတော့မလိုဘူးလိုင်းပေါ်မှာရောအပြင်မှာရောအတန်ထွက်လာတဲ့ဟာမန်သမ ्या တရှုကောင်ရဲ့ကြံရပါတွေဖြစ်နိုင်တာမို့ဘယ်အကောင်တွေအတန်ထွက်ရင်လဲစောင့်ကြည့်ပြီးလိုက်ရှင်းရမယ်လို့ ခန့်ညင်ဦးကသူ့ရဲ့ Telegram မှာရှင်းတာထားပါတယ်စစ်တပ်ထောက်ခံသူတွေကြောင့်အုပ်စုကွဲပြားမှုများစွာဖြစ်ပေါ်ခဲ့ရမကြသေးခင်ကလည်းမိတီလာမျိုးမှာလက်ရှိမလိုင်မျိုးနဲ့အုပ်ချုပ်ရေးမှုပုံမှုဝေဖြိုးနဲ့ဖြူစော်တိကောင်းဆောင်ဆော်ယူထုံးကြားပြဿနာဖြစ်ပွားခဲ့ကစစ်တပ်ကဖြူစော်တိကောင်းဆောင်ဆော်ယူထုံးကိုပုံမှန်များစွာနဲ့အရင်းယူဖမ်းဆီးခဲ့ပါတယ်အဲ့ဒီပြဿနာကြောင့်မိတီလာမှာဖြူစော်တိ20ဦးထက်မနည်းပြည်သူစစ်ဖြစ်မှာနှုတ်ထွက်သွားပါတယ်9ရက်နေ့မနက်သတင်းတွေအရစော်ပေါင်းရင်ကိုစစ်ကြောနေတဲ့ရုပ်သံတွေထွက်ပေါ်လျက်ရှိပြီးမျက်စိတွေမမြင်နိုင်နားတွေမကြားနိုင်တော့ကြောင့်စစ်လော်ဘီတို့အောင်ပွဲခံနေကြပါတယ် တယ်ဒီလိုသတင်းတွေကြောင့်တက်ထောက်ခံသူတွေပေါ်မလော်ဘီများချင်းချင်းစိတ်ဝမ်းကွဲမှုတွေများပြားနေကြောင်းသိရပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့မြန်မာဒီမိုကရေစီရေးထောက်ခံအားပေးမှုအတွက်တောင်ကိုရီးယားရွှေကောက်ခံတမရာဤကျဲမြောင်ထံကို NUG ရဲ့တမရာကကျေးဇူးတင်ကုန်ပြုပြီးကိုရီးယားရဲ့အောင်မြင်မှုတွေကိုမျှော်လင့်အားကြားနမူနာယူရတယ်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာဒီမိုကရေစီရေးကြိုးပမ်းမှုပေါ်အားပေးမှုအတွက်တောင်ကိုရီးယားရွှေကောက်ခံတမရာဤကျဲမြောင်ကိုကျေးဇူးတင်ကြောင်းမြို့သားညီညွတ်ရေးဆိုရာ NUG ရဲ့တမရာဒူဝါလက်ရှိလာကကျေးဇူးတင်ကုန်ပြုတဲ့တဝန်လာပေးပို့လိုက်ပါတယ်။အမျိုးသားညီညွတ်ရေးဆိုရာရှာရီတမရာဒူဝါလက်ရှိလာကရွှေကောက်ပွဲနိုင်ရာကိုရီးယားတမရာနိုင်ငံရဲ့၂၁ချိန် များသမ္မတသစ်မစ္စတာအီဂျင်းမြောင်ထံကိုကွန်ပျူတာဝန်မြောက်ကြောင့်တဝန်လာကို2025ဇွန်လ၄ရက်နေ့ကပြေးပို့လိုက်ကြောင်းအဆိုပါကွန်ပျူတာဝန်လာမှသမ္မတမစ္စတာအီဂျင်းမြောင်၏အောင်မြင်မှုကိုလေးစားဂုဏ်ယူပါကြောင်းရွေးချယ်ပြလိုက်တဲ့ကိုရီးယားပြည်သူများကိုလည်းလေးစားဂုဏ်ယူပါကြောင်းကိုရီးယားနိုင်ငံ၏နိုင်ငံရေးအကြံတဲကာလမှာခေါင်းဆောင်ဖြစ်လာတဲ့သမ္မတအီဂျင်းမြောင်ကကိုရီးယားနိုင်ငံကိုတိုးတက်ခိုင်မာဦးဆောင်နိုင်ရုံသာမကဒီမိုကရေစီလွတ်လပ်ခွင့်နဲ့တရားမျှတမှုတွေကိုလည်းဖော်ဆောင်နိုင်နိုင်မယ်လို့ယုံကြည်ပါကြောင်းဖော်ပြပါရယ်။ဒါ့အပြင်ကိုရီးယားနိုင်ငံရှိမြန်မာနိုင်ငံသားတွေရဲ့ဒီမိုကရေစီရဲ့ကြိုးပမ်းမှုတွေပေါ်အ အားပေးမှုအတွက်လည်းကျေးဇူးတင်စကားဆိုပါကြောင်းကိုရီးယားရဲ့အောင်မြင်မှုတွေကမြန်မာနိုင်ငံအတွက်အမျှော်လင့်အားကျနမူနာယူဆရာများဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနဲ့မြန်မာပြည်သူရဲ့ Federal Democracy စံတီဆောင်ရေးကြိုးပမ်းမှုတွေကိုလည်းအားပေးထောက်ခံမယ်လို့ရှုံချပါကြောင်းကိုရီးယားနဲ့မြန်မာနှစ်နိုင်ငံကြားချစ်ချင်ရင်းနှီးမှုကိုအတွန်းရှည်စွာဆက်လက်တည်တတ်နေရလို့ဆန္ဒပြုပါကြောင်းစသဖြင့်ဖော်ပြထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီမှပြူပါမှုအပါဝင်တိပေါ်ဖို့စကံမှာအလံဖြူတောင်လက်နက်ချသူများနဲ့ထွက်ပြေးသွားသူများထိုင်းဘက်ကမှတဆင်များပြီးနှစ်ခုငါတရင်တွင်ကိုပြန်လည်ရောက်ရှိနေကြောင်းတင်ဆက်ပေးပါမယ်။အကြံဘက်စစ်ကောင်စီတပ်မှပြူပါမှုအပါဝင်တိပေါ်ဖို့စကံမှာအလံဖြူတောင်လက်နက်ချသူများနဲ့ထွက်ပြေးသွားသူများထိုင်းဘက်ကမှတဆင်များပြီးကိုပြန်လည်ရောက်ရှိသွားကြောင်းထိုင်းမြန်မာနယ်စပ်စစ်ရေးတရင်ရင်မြစ်ကပြောပါရယ်။ဇွန်လ3ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီတပ်ရဲ့တိပေါ်ဖို့စကံကိုတိုက်ခိုက်သိမ်းပိုင်ခဲ့ကြောင်းအဆိုပါစကံသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်90ကျော်လက်နက် ချအလင်းဝင်ခဲ့ပြီးထွက်ပြေးသွားသူစစ်သား20ဦးနေပါရှိကြောင်းလက်နက်ချအလင်းဝင်သူတွေကညှိနှိုင်းပြီး ထိုင်းဘက်အကြံကိုကူတန်းသွားခဲ့ကြောင်းထိုင်းဘက်အကြံကိုရောက်ရှိနေသူစုစုပေါင်းအင်အား90ဝန်းကျင်မှဇွန်လ3ရက်နေ့ညပိုင်းစစ်ကောင်စီလက်အောက်က BGS စစ်ကြောင်းကိမှတဆင်မြရီမြို့နယ်ဘက်ကိုကူသွားခဲ့ကြောင်းသိရပါတယ်။တိဘော်ဘူစခန်းမှာအလံဖြူထောင်တဲ့အဖွဲ့တွေကလူမျိုးရကိုဆုတ်သွားပြီးထိုင်းဘက်ကိုကူသွားတဲ့ဇွန်လ3ရက်နေ့ညပိုင်းမှာစစ်ကွေးပြူဟာမှုအပါ90ကို BGS အမှတ်16ခိတ်ကနေမြရီနစ်ကွန်ကတက်ကိုပို့ဆောင်နေအဲ့ဒီတည်းမှာစစ်ကွေးကိုကဒဏ်ရာနဲ့စေရုံတင်ထားတယ်။အဲ့ဒီစခါတွေထိုင်းဘက်ကန်ကူတဲ့အခါမှာလက်နက်ခဲယံပစ္စည်းအကုန်ထိုင်းက သိနေလူတွေပဲမြန်မာဘက်ကိုပြန်ပို့ပေးတယ်လို့ထိုင်းမြန်မာနေဆက်သတင်းရင်းမြစ်ကပြောပါတယ်။လက်ရှိမြောက်ရီမြို့နယ်နစ်ကုံကတရင်ထိုင်းဘက်မှထွက်ပြေးလာတဲ့ထိုင်းမြန်မာစစ်သား300ဝန်းကျင်ရှိနေကြောင်းအဆိုပါမျိုးဆောင်တပ်နစ်ကုံကအတွင်မှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပြန်လည်စုဖွဲ့ပြီးတင်ငန်းညီနောင်ဖြူဟာစခန်းကိုပြန်လည်သိမ်းမှန်ရှိနေတယ်ဆိုတဲ့သတင်းများထွက်ပေါ်လျက်ရှိကြောင်းသိရပါတယ်။ဇွန်လ၄ရက်နေ့ညပိုင်းမြရီမြို့နယ်ခလာယာ၂၅၅တွင်ကိုတော်လိုင်းတပ်တွေကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းတော်လိုင်းတပ်ရင်းအရင်းမြစ်တွေကပြောပါတယ်။မြရီ၂ခု၅ရက်ကိုတော်လိုင်းတပ်ကဒရုန်းနဲ့ပုံကျဲသွားတာနှလုံးအဲ့ဒီမှာစာခရီပေါ်တက်တက်ကြတယ်လို့သိရတယ်။အထူးကိရှိနိုင်တယ်လို့တော်လိုင်းတပ်ရင်းအရင်းမြစ်တွေကပြောပါတယ်။နောက်တပ်တပုတ်အနေနဲ့နောက်ချုံမြို့နယ်နဲ့ဆိုင်မန်ကန်သာကွာဝေးတဲ့ ရှောက်ချုံရွာကိုစစ်တပ်ရောက်ရှိလာပြီးနောက်မြို့ပေါ်ကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ပြီးပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိကမြို့လုံးကျွတ်ထွက်ပြေးနေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြပိုင်းနောင်ချုံမြို့နယ်နဲ့စေမံကန့်တာကွာဝေးတဲ့ရှောင်းချုံရွာကိုအကြမ်းဖက်စစ်တပ်ကရောက်ရှိလာပြီးနောက်မြို့ပေါ်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ပြီးပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိကမြို့လုံးကျပြည်သူများထွက်ပြေးနေရကြောင်းဒေသခံပြည်သူတွေကပြောပါရယ်ဇွန်လ၄ရက်နေ့ည၈နာရီခန့်အချိန်မှာစတင်ပြီးနောင်ချုံမြို့နယ်စေမံကန့်တာကွာဝေးတဲ့ရှောင်းချုံရွာကိုကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိလာပြီးနောက်မြို့ပေါ်ရပ်ကွက်တွေကိုဟာဝင်စားလက်နက်ကြီးဆက်နှလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြီးတွေကနောင်ချုံမြို့ပေါ်ရှိကားကြီးကွင်းကံပေါ်စကြောင်းညီညီနိုင်ဝက်ရှော့ဟောင်းနဲ့ ရှိဝါရီအင်းတို့ကိုကြားရောက်ပောက်ကွဲခဲ့ပြီးစီးရက်ကွက်မှာမြို့သမီးနှောင်းနဲ့မြို့သားနှံဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။နောင်ချိုကစစ်ကွေးတွေကရှောက်ချုံရွာနာကိုရောက်နေပါပြီးကံကြီးတဲ့တော့မရောက်သေးပါဘူး။မင်းညာ၈နိုင်ဝင်းကျင်လောက်ကနောင်ချုံမြို့နယ်ကိုလက်နက်ကြီးနဲ့ဆနလုံးလောက်ပြစ်ထဲတာပေါ်လုံးကွင်းအနေကကားကြီးကွင်းနဲ့တလုံးကံဘောစကြောင့်ဝင်းကျင်တလုံးမြို့မစားတောက်ဆိုင်ရှိညင်ညီနိုင်ဝက်ရှော့ဟောင်းနေရာတလုံးနဲ့ရွှေဝါရိတ်ဘက်တလုံးကြားရောက်ပောက်ကွဲခဲ့တဲ့ကြံတဲ့အလုံးတွေကတော့တခြားနေရာတွေပါကြာပါတယ်။နောင်ချုံမြို့စီးရက်ကွက်ရှိမြို့သမီးနှောင်းနဲ့မြို့သားနှံ ဦးထိခိုက်ဒဏ်ရာရတယ်လို့သိရကြောင်းဒေသခံပြည်သူတအုပ်ကပြောဆိုပါတယ်။အဲဒီလိုဂျန်ဖက်စစ်တပ်ရဲ့ရှက်သားပြည်သူတွေကိုလက်နက်ကြီးတွေနဲ့ဥတီပြစ်ခတ်တိုက်ခိုက်တာကြောင့်မြို့ပေါ်နေပြည်သူတွေကလက်ရှိချိန်မှာစစ်ဘေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ TNL ပြောရေးဆိုခွင့်ရှိသူလွေးရီဦးကတော့နောင်ချုံမြို့နယ်မှာစစ်တပ်နဲ့ TNL တပ်ကြားစီရင်တင်မာနေကြောင်းနှစ်ဖက်တိုက်ပွဲများရှိနေပြီးစစ်တပ်ကအင်အားဖြည့်တင်ခြင်းနဲ့စစ်ကူပေးပို့ခြင်းများလှုပ်ဆောင်နေကြောင်းသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။